င်္ဂလာပါ RFP ရုပ်မြင်သံကြားအစီအစဉ်ကကြိုဆိုပါရစေကျွန်တော်ကကြောက်ကြောက်ပါခင်ဗျာမင်္ဂလာပါကျမကခင်ခင်အီးပါကျမတို့ RFP ရုပ်မြင်သံကြားအစီအစဉ်တွေကို2022ခုနှစ်ဇန်နဝါရီလ19ရက်နေ့ဒီကနေ့ညကစတင်ပြီးမြန်မာစံတော်ချိန်8နာရီခွဲကနေ9နာရီထိနိုင်ဝက်ကြာထုတ်လွှင့်နေပါပြီရှင်ကျွန်တော်တို့ RFP ရုပ်မြင်သံကြားအစီအစဉ်တွေကိုအပတ်စဉ်တလင်းလာနေကနေတောက်ကြနေအထိ App Star APR 2R ဆက်သွယ်ရေးဂျူရူကနေထုတ်လွှင့်နေပါတယ်။ App Star 2R ဆက်သွယ်ရေးဂျူရူကနေထုတ်လွှင့်မှာဖြစ်ပြီးအချက်အလက်ကတော့ App Store 2R တရှိရာလက်ညွန်ချက်က86.5ဒီဂရီအရှိ76.5 degrees east နဲ့ဘဲက7ဘဲဖြစ်ပြီး transponder က 6A downlink frequency က3840 horizontal ဖြစ်ပြီးတော့ sample rate SR က27500နဲ့ FEC rate က3/4ဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ကိုကျော်ရင်ပထမဆုံးကျမတို့ရုပ်မြင့်တန်ကြားအစီအစဉ်အတွက်ဒီမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကနှုတ်ခွန်းဆက်စကားပေးပို့တာကိုဥက္ကမောင်ဆိုကမေးဆက်ပေးဖို့မှလားရှင်မှန်ပါတယ်ဗျာကဲဥက္ကမောင်ဆိုဆက်ပါအောင်လားဗျာဟုတ်ကဲ့ကိုကျော်ရင်အလုပ်တာဝန်များပြားလာတဲ့ကြားရရပဲဒေါအောင်ဆန်းစုကြည်ကကျွန်တော်တို့ရုပ်မြင့်တန်ကြားအစီအစဉ်အတွက်အခုလိုနှုတ်ခွန်းဆက်လိုက်ပါတယ်ခင်ဗျာအခုလို RFA ရဲ့ပထမဦးဆုံးရုပ်မြင့်တန်ကြားဗီဒီယိုထုတ်လွှင့်ချက်အစီအစဉ်မှာနှုတ်ခွန်းဆက်စကားပြောနိုင်တဲ့အတွက်အင်တာမဝင်းသားပါတယ် ကျမဒီလိုနှုတ်ခွန်းဆက်စကားပြောရတယ်ဆိုတာဟာမေတ္တာအရာရောကျေးဇူးအရာရောဖြစ်ပါတယ်မေတ္တာအရာဆိုတာရော RFA မှာလုပ်တဲ့ကျမတို့ရဲ့နိုင်ငံသူနိုင်ငံသားတွေအပါအဝင်အားလုံးကျမတို့ဒီမိုကရေစီအရေးကိုထောက်ခံခဲ့တဲ့ပုံကိုယ်တွေပုံမှန်ထားတဲ့မေတ္တာနဲ့ကျေးဇူးဆိုတာတော့ကျမထိန်သိမ်းခံနေရတဲ့ကာလတစ်လျှောက်လုံးမှာ RFA ကိုမှတ်မှန်နားထောင်ပြီးတော့အပြင်ကသတင်းတွေရယူနေမှာကဘဟုတုတ္တရတွေလည်းအများကြီးရခဲ့လို့ဒါကျေးဇူးတရားအရာလည်း ဒီလိုနှုတ်ခွန်းဆက်စကားပြောနိုင်တာကိုကျွန်မအင်တာမှာကျင်းပမိပါတယ်အခုခင်မှာဆိုလို့ရှိရင်ဒီလိုသတင်းဌာနတွေရဲ့ကန္တာဟာအင်တာမှာအရေးကြီးပါတယ်အထူးသဖြင့်ရုပ်မြင်သံကြားပေါ့နော်ရုပ်တွေဟာမြင်လာတဲ့အခါကျတော့ဖြစ်နေတဲ့ကိစ္စတွေကိုမြင်လာတာဟာကြည့်တဲ့ပရိသတ်တွေစိတ်ထဲမှာစွဲသွားစေပါတယ်ဒါကြောင့်မလို့ဒီလိုအစီအစဉ်တွေလုပ်တဲ့အခါမှာလုပ်တဲ့လူတွေမှာလည်းအများကြီးတာဝန်ရှိတယ်ဆိုတော့ကျွန်မထူးထူးခြားခြားပြောဖို့မလိုပါဘူးလို့ထင်ပါတယ် ဒီလိုတာဝန်ရှိတဲ့အတိုင်းတာဝန်သိသိနဲ့လုပ်သွားမယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ဒီမိုကရေစီလှုပ်ရှားမှုအတွက်သာမကဒီလူသားအားလုံးအတွက်အများကြီးအကျိုးပြုနိုင်မယ်လို့ကျမယုံကြည်ပါတယ်။ကျမတို့ကတော့ကိုယ့်ဘက်ကနေကိုကြည့်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့လုပ်ငန်းတွေကိုတတ်နိုင်သမျှကူညီဆောင်မပေးပေးပေးကြပါလို့ပုံဝင်လင်းလင်းပဲမေတ္တာရက်ခံချင်ပါတယ်။ဒီလို RFA ကနေပြီးတော့အစီအစဉ်အစ်စ်လုံမှာတော့ကျမတို့လည်းအဲ့ဒီအစီအစဉ်တက်ကအကျိုးတွေကိုခံစားချင်ပါတယ်။ ဒါကြောင့်မလို့ RFA ကကျမတို့နေအင်တာမမေတ္တာထားတဲ့အဖွဲ့ဝင်အားလုံး RFA မှာ လုံနေတဲ့မြန်မာနိုင်ငံသားတွေရော အခြားနိုင်ငံသားတွေရော အားလုံးကျမတို့လူချင်းတဲ့ဒီမိုကရေစီပန်းတိုင်ရောက်အောင်လို့ကျမတို့ကိုကူညီပေးပြီးတော့ပရိသတ်များမှန်မှန်ကန်ကန်တိတိကျကျနားလည်ဖို့အတွက်ဒီအစီအစဉ်ကနေပြီးတော့ကြိုးပမ်းပေးကြပါလို့ကျမအနေနဲ့အနုညိုမေတ္တာရက်ခံလိုက်ပါတယ် RFA ရဲ့ဗီဒီယိုအစီအစဉ်သစ်အောင်မြင်ပါစေဒီအစီအစဉ်ကိုအောင်မြင်အောင် လုပ်ပေးတဲ့သူအားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါတယ်ယေရှုအထုတင်ပါတယ်ဒေါအောင်ဆန်းစုကြည်ခင်ဗျာတောတာချင်ပါခင်ဗျာမြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ဘဝအတွေ့အကြုံတွေနဲ့လက်ရှိနိုင်ငံရေးသဘောထားအမြင်တွေကိုအမေးအဖြေခံတာအဖြစ်နားဆင်ကြရမယ်ဒီမိုကရေစီခရီးကျမ်းတဲ့ဒေါအောင်ဆန်းစုကြည်အစီအစဉ်ကိုကျွန်တော်တို့ RFA ကတင်ဆက်နေပါပြီ။ ဒီအစီအစဉ်ကိုကျွန်တော်တို့နှစ်ပတ်တစ်ခါကြာသာပတိနေ့မနေ့တိုင်းအသစ်တင်ဆက်မှာဖြစ်ပြီးစနေနေ့ညမှာတော့ထပ်မံထုတ်လွှင့်မှာဖြစ်ပါတယ်ကိုကျော်အောင်နဲ့မခင်ကြီးဟုတ်ကဲ့ပါဟုတ်ကဲ့ပါ ကျွန်တော်တို့ဒီကနေ့အစီအစဉ်တွေထဲမှာသတင်းတွေကိုပထမအဦးဆုံးတင်ပြသွားမှာဖြစ်ပါတယ်။သတင်းတွေထဲမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဒေါအောင်ဆန်းစုကြည်ကရွေးကောက်ပွဲကော်မရှင်ရုံးမှာကိုယ်တိုင်သွားရောက်မှတ်ပုံတင်တဲ့သတင်း၊ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ညဉ့်ညင်းဆွေးနွေးပွဲအခြေအနေသတင်း၊ရွှေညဝါဆရာတော်အမှုနိုင်ငံတော်တန်ခါမာနိုင်ကအဖွဲ့ကစစ်ဆေးကြားနာလိုက်တဲ့သတင်းစတဲ့ထူးခြားတဲ့သတင်းတွေကိုတင်ပြဖို့ရှိပါတယ်ခင်ဗျာ။သတင်းတွေပြီးမှာတော့88မျိုးဆက်ចောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်ရဲ့တရက်အချင်းထောင်ကအပြန်ခီးစဉ် 2000ခုရွှေဝါရောင်နှုတ်ရှားမှုကောင်းဆောင်အရှင်ကံပြရနဲ့တွေ့ဆုံလျှောက်ထားချက်ရှန်တိုင်းသားကောင်းဆောင်ဥခွန်ထုံးဦးနဲ့ RFA တီးတဲ့တွေ့ဆုံမေးမြန်းခန်းစတဲ့အစီအစဉ်တွေကိုဇက်တိုက်တင်ဆက်သွားမှာပါခုကြကြော်ရေဟုတ်ကဲ့ဗျာရန်ကုန်ကျင်းမြိုင်မြို့နယ်တာထုကျောင်းနိုင်မှာတရင်တုံနေတဲ့ရွှေညဝါဆရာတော်ကိုကျောင်းတင်ကန်းကနေတလအတွင်းထွက်ခွာပေးဖို့နိုင်ငံတော်တန်ခါမာနာရကအဖွဲ့ကဒီကနေ့ညွှန်ကြားလိုက်တယ်လို့သိရပါဗဟမ်းမြို့နယ်ဂျာတော့ရလန်း ရန်ကုန်တိုင်းတန်ခါမာနာယကဖွဲ့ရုံးမှဒီကနေ့ပြုလုပ်တဲ့ကြားနာပွဲမှာဒီဆုံးဖြတ်ချက်ကိုဖတ်ပြခဲ့တာဖြစ်တယ်လို့ရွှေညဝါဆရာတော်ကြီးဥပညာတီဟာက RFA ကိုမိတ်ကြပါတယ်။အေးကျုံဒီကျောင်းတိုင်းအဲကနေဒီဒလအတွင်ဖတ်ပေးရမလို့အဲ့ဒါဆုံးဖြတ်ချက်ဆိုတိုင်းတန်ခါနာယကဖွဲ့ကဘူဝမဟာနာယကဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုဖတ်ပြပြီးတော့ဆရာတော်သဘောကိုမေးတာကဘုံမြရဲအဲ့ဒါကိုသဘောတူလက်ခံလိုက်ပါ တာရုကျောင်းတိုက်ကထွက်ခွာပြီးဘယ်ကျောင်းတိုက်မှာပြောင်းရွှေ့တရင်တော့ရမလဲဆိုတာလောလောဆယ်မဆုံးဖြတ်ရသေးဘူးလို့လဲရွှေညဝါဆရာတော်ကြီးကမေးကြပါဗျာ။ ီကနေ့မှာတော့တာရုကျောင်းနိုင်မှာပြည်သူတွေနဲ့စာနယ်ဇင်းသမား600လောက်စုဝေးခဲ့ကြတယ်လို့သိရပါတယ်ဥရောပသမဂ EU အနေနဲ့မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့စီးပွားရေးပိတ်ဆို့အရေးယူထားတာကိုလာမယ့်ဖေဖော်ဝါရီလမှာပြန်လည်ရုပ်သိမ်းပွဲရှိတယ်လို့ EU တန်တမန်အတိုင်းဝိုင်းကပြောပါတယ်။ EU အဖွဲ့ဝင်နိုင်ငံတွေထဲမှာဩဇာရှိတဲ့ဗြိတိန်၊ပြင်သစ်၊ဂျာမနီနဲ့နော်ဝေးစတဲ့နိုင်ငံတွေကနိုင်ငံသားရေးဝင်ကြီးတွေဟာပြီးခဲ့တဲ့လပိုင်းကမြန်မာနိုင်ငံကို လာရောက်ခဲ့ ဲ့ပြီးဒေါအောင်ဆန်းစုကြည်နဲ့မြမအစိုးရခေါင်းဆောင်တွေကိုတွေ့ဆုံခဲ့ပါတယ်။ဗြိတိန်နိုင်ငံသားရေးဝန်ကြီး William Hague ကမြန်မာနိုင်ငံပေါ် EU ဥရောပသမ္မတကချက်မှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုရုတ်သိမ်းဖို့မဆုံးဖြတ်ခင်မြန်မာအာဏာပိုင်တွေအနေနဲ့ဒီထက်ပိုပြီးလှုပ်ဆောင်သင့်တာကိုအမှန်တကယ်မြင်တွေ့လို့ကြောင်းဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံအပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်အောင်ဆန်းစုကြည်ဟာလာမယ့်ဂျာပြတ်ရွေးကောက်ပွဲမှာကော်မူးမျိုးနယ်မဲဆန္ဒနယ်ကနေဝင်ရောက်ရှင်ပြိုင်အရွေးခံဖို့အတွက်တန်လျင်မှာရှိတဲ့ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းရုံးကိုမနေ့ကလူကိုယ်တိုင်တွားရောက်စီးရင်ပြည်သွင်းခဲ့ပါတယ်။လေလက်နေတဲ့ကော်မူးမျိုးနယ်ပြည်သူ့ခွတ်တော်ကိုယ်စားလှယ်နေရာအတွက်ဒေါက်အောင်ဆန်းစုကြည်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအတွက်ကိုယ်စားလှယ်လောင်းအမည်စီးရင်ပြည်သွင်းအောင်မှာဒေါက်အောင်ဆန်းစုကြည်ဟာပထမဦးဆုံးကိုယ်စားလှယ်လောင်းအဖြစ်မှတ်ပုံတင်လိုက်တာဖြစ်ပါတယ်။ ဧပြီလ၁ရက်နေ့မှာကျင်းပမယ့်ဂျာပြည့်ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းအမည်ရှိတဲ့သူထုတ်ပြန်ကြေညာခဲ့ပါတယ်။ရန်ကုန်တိုင်းမှာတော့ဒေါ်ဆန်းစုကြည်ကကော်မူးမြို့နယ်မှာဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးဒေါ်ဆုစုလည်းကတုံးဘွားမြို့နယ်ဒေါ်ဖြူဖြူတင်းကမင်္ဂလာတောင်ညွန့်ဦးဖြိုးမင်းတိုင်းကလှဲကုနဲ့ဒေါက်တာဒေါ်မေဝင်းမြကမယန်းကုန်းမြို့နယ်စသဖြင့်ဝင်ရောက်ရှင်ပြန်ကြမယ်လို့သိရပါပါတယ်ခင်ဗျာ။ 2010ရွေးကောက်ပွဲမှာဒုတိယအင်အားအများဆုံးဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့တဆညခေါ်တိုင်းရင်သားစီးလုံးညီညွတ်ရေးပါတီဟာအေဗီလာ၁ရက်နေ့ကျင်းပမဲ့ဂျားပြတ်ရွေးကောက်ပွဲမှာကိုစလဲနေရ20ခန့်ဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါဗျ။အခုဂျားပြတ်ရွေးကောက်ပွဲမှာဒေါအောင်ဆန်းစုကြည်ခေါင်းဆောင်နဲ့ NLD ပါတီကနေရအပြည့်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပေမဲ့ တဆညပါတီအတွက်စိန်ခေါ်မှုမရှိနိုင်ဘူးလို့ပါတီခေါင်းဆောင်တူဖြစ်သူဥဟန်ရွှေကပြောပါရယ်အလားတူပဲမြို့သားဒီမိုကရေစီအင်အားစုပါတီ NDF ကလည်းကြားပြရွေးကောက်ပွဲအတွက်ကိုယ်စားလှယ်လောင်း၁၂ဦးကိုရွေးချယ်ထားပါရယ် CRPP ပြည်သူ့လွှတ်တော်ကိုစားပြုကော်မတီဝင်ဦးအေးတောင်နဲ့ကျေးမုံဥတာဘန်းတို့ဦးဆောင်တဲ့ရခိုင်မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နောက်လာတဲ့မှာပါတီပြန်ပြီးမှတ်ပုံတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ဦးအေးတောင်ကလည်းပြောပါရယ်မြန်မာနိုင်ငံအတွက်ဒီမိုကရေစီလမ်းကြောင်းကလွဲလို့တခြားရွေးစရာမရှိပါဘူးလို့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဥရှင်မန်းက AFP သတင်းဌာနနဲ့နေပြည်တော်မှာမနေ့ကတလင်းလာနေ့ကတွေ့ဆုံအောင်မှာပြောကြားလိုက်ပါရယ် မြန်မာဟာစေအုပ်ချုပ်ရေးနိုင်ငံကနေဒီမိုကရေစီနိုင်ငံစီကိုအသွင်ပြောင်းလဲနေကြောင်းလွယ်တဲ့အလို့မဟုတ်ပေမဲ့ဒီမိုကရေစီစနစ်ကလွယ်ပြီးတခြားရွေးချယ်စရာလမ်းမရှိဘူးဆိုတာအခိုင်အမာမမိတ်မတုံယုံကြည်ထားကြောင်းမြန်မာပြည်ဒီမိုကရေစီစနစ်ဖြစ်လာဖို့အချိန်ဘလောက်ယူရမလဲဆိုတာအတိအကျပြောဖို့ခက်ပေမဲ့လည်းမိမိတို့မျှော်မှန်းချက်ပန်းနိုင်တွေစီကိုမြန်နိုင်သလောက်မြန်မြန်ရောက်အောင်အတက်နိုင်ဆုံးကြိုးပမ်းတော့မှာဖြစ်ကြောင်းသူရဥရှင်မန်းကပြောဆိုခဲ့ပါတယ်စစ်တပ်ကအနာပြန်သိမ်းလိမ့်မယ်ဆိုတဲ့ပြောဆိုမှုတွေအပေါ်သူ့အနေနဲ့ဒီလိုမယူဆကြောင်း တိုင်းပြည်နယ်လူမျိုးရဲ့အနေအထားကိုမိမိတို့ကောင်းကောင်းသိရှိပါကြောင်းစစ်တပ်ကလည်းတိုင်းပြည်နယ်လူမျိုးအကျိုးစီးပွားအတွက်ဆောင်ရွက်ဖို့ခိုင်မာတဲ့ဆန္ဒရှိပါကြောင်းသူရဥရှင်မန်းက AFP သတင်းဌာနကိုပြောဆိုခဲ့ပါတယ်ခင်ဗျာကချင်လွတ်လပ်ရေးအဖွဲ့ KIA အနေနဲ့မြန်မာအစိုးရနဲ့နိုင်ငံရေးလုပ်ငန်းရှင်တွေကိုဆက်လက်ဆွေးနွေးသွားမှာဖြစ်ပြီး ဆွေးနွေးချက်တွေကိုလည်းအများပြည်သူသိဖို့ထုတ်ပြန်သွားမယ်လို့ KIO ကဒီကနေ့ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ဒါ့အပြင်စီရေးအရှိန်တွေထိမ့်သိမ်းသွားဖို့နဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက်ပြဿနာဖြစ်ပွားနိုင်တဲ့ဒေသတွေကနှစ်ဖက်တက်တွေကိစ္စကိုညှိနှိုင်းဆောင်ရွက်သွားကြမယ်လို့လည်းကြေညာချက်မှာဖော်ပြထားပါတယ်။ကချင်လူလက်ရေးအဖွဲ့ရဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ပြည်ထောင်စုအဆင့်ငင်းငယ်ရေးဆွေးနွေးရေးအဖွဲ့တို့တရုတ်နိုင်ငံရွှေလီမြို့မှာ ဒီကနေ့ဆက်လက်ဆွေးနွေးအပြီးမှာ KIO ကအခုလိုခြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။နှစ်ဖက်ကိုယ်စားလှယ်တွေဟာစီးရင်နိုင်ငံရေးကိစ္စနှစ်ခုစလုံးကိုဆွေးနွေးခဲ့ကြပြီးအကြမ်းမြင်အဖြစ်အချက်၅ချက်အပေါ်မှာအဓိကထားဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးဗိုလ်ချုပ်အောင်ဆန်းနဲ့တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံမှာသဘောတူခဲ့တဲ့အမျိုးသားတင်းတူရေးနဲ့ကိုကျမကိုပြန်ထန်းခွင့်ရဖို့နိုင်ငံရေးဆွေးနွေးပွဲတွေလိုလားတဲ့အကြောင်း KIO ဘက်ကပြည်သူထံကြိုတင်အသိပေးစာ ထုတ်ပြန်ခဲ့တယ်လို့လည်းသိရပါဗျ။ဇန်နဝါရီလ15ရက်နေ့ညနေပိုင်းကဟာတတိယဆောင်ကိုဇာကရာနဲ့ရုပ်ရှင်လောကသားတချို့ဟာနေအကြေကျုပ်ကနေလွတ်မြောက်လာခဲ့တဲ့ထောင်လန်းရေးအကြီးအကဲဟောင်းဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့်ကိုနေအိမ်မှာတွားရောက်တွေ့ဆုံခဲ့ပါဗျ။ အဲ့လိုတွားရောက်တွေ့ဆုံခဲ့တဲ့အတွက်ကိုဇာကနာရဲ့ပြည်သက်တွေနဲ့မိတ်ဆွေတို့ချို့ရဲ့ဝေဖန်မှုတွေအင်တာနက်စာမျက်နှာတွေပေါ်မှာအတော်ကိုပြန့်နှံ့သွားရှိသွားခဲ့ပါတယ်။ကိုဇာကနာကတော့ဥခေညွန်းကဖိတ်ခေါ်တဲ့အတွက်တွားရောက်တွေ့ဆုံတာဖြစ်ကြောင်း RFA ကိုပြောပါတယ်။ကျွန်တော်တော့ဝတ်ထွက်တဲ့အခါကျတော့ကျွန်တော်ကဘုဇုခင်ညွန်းတို့ကိုလည်းထောင်ထဲမှာထားရတဲ့ကိစ္စကြီးကတော့ မသိတော့ပါဘူးဘုရုခင်ကလည်းလှုပ်ပေးနေပါလေလို့ကျွန်တော်တောင်းဆိုခဲ့တယ်လေအဲဒီဟာနဲ့ပတ်သက်ပြီးတော့ဘုရုခင်ကလည်းလူခုလှုပ်လာပြီဆိုတဲ့အခါကျတော့ကျေးဇူးတင်တာပြောချင်ပါတယ်လို့ဆိုပြီးတော့ကျွန်တော်ဖိတ်ကြတယ်ဒီလိုကြောင့်ကျွန်တော်ရောက်သွားတယ်ခါပါပဲတောင်းကြောင်းပြောမြောက်ကြောင်းပြောပေါ့ကျွန်တော်တို့ထောင်ထဲမှာဘလို့နေရတယ်ဆိုတဲ့အကြောင်းပြောသူလည်းသူအကျေချုပ်ကောင်နဲ့သူနေရတယ်ပေါ့မှာဘလို့ဘလို့နေထိုင်ရတယ်ဆိုတာလေးတွေလည်းပြောပေါ့ဒီတွေ့ဆုံမှုဟာဘုကျော်အောင်ဆန်းအတုပတိရုပ်ရှင်နဲ့လုံးဝမသက်ဆိုင်တယ်လို့အဲ့ဒီကိစ္စပြောဆိုတာလည်းမရှိဘူးလို့ကိုစားခဏကပြောဆိုပါရခင်ဗျာ RFA TV အစီအစဉ်တွေကိုကြည့်ရှုနေကြရတာပါကျွန်တော်တို့ RFA အစီအစဉ်တွေနဲ့ပတ်သက်ပြီးဝေဘအကြံပေးလှူကြရတဲ့ဆိုရင် internet ကနေစာတွေရေးသားပေးပို့နိုင်ကြပါတယ် internet email လိပ်စာကတော့ burmese@rfa.org ဖြစ်ပါတယ်ကဲမခင်ရေကျွန်တော်တို့အခုဆက်ပြီးတော့သတင်းတင်ပြချက်တွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ကြအောင်လားဗျာကောင်းပါပြီရှင် ကိုကြောင်ရင်အခုမြန်မာနိုင်ငံကိုလာရောက်ခဲ့တဲ့ American အထက်လွှတ်တော်မတ် Mitch McConnell ဟာဒေါအောင်ဆန်းစုကြည်ကိုအထူးလေးစားပြီးတော့ကြီးညိုသူနောက်ဩစာကြီးတဲ့အမတ်တဦးလည်းဖြစ်ပါတယ်။သူဟာပြီးခဲ့တဲ့ဇန်နဝါရီလ16ရက်နေ့ကပထမဦးဆုံးဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တာပါ။ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရဲ့ဝိုင်းတော်သားကိုသိန်းအောင်ကထင်ပြထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ American အထက်လွှတ်တော်အမတ် Mitch McConnell ဟာတနင်္လာနေ့က မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုနေအိမ်မှာတွားရောက်တွေ့ဆုံခဲ့ပါတယ် Let me uh, say with regard to the way forward the United States has been uh, very impressed with the changes that are occurring မြန်မာနိုင်ငံမှာလက်ရှိပေါ်ပေါက်နေတဲ့အပြောင်းအလဲတွေအပေါ်အမေရိကန်ပြည်ထောင်စုအနေနဲ့သဘောကျကြောင်းဒီအပြောင်းအလဲတွေဟာစစ်မှန်ပြီးမြန်မာနိုင်ငံဟာလည်းမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုဥတီနေပြီဆိုတာဒေါအောင်ဆန်းစုကြည်နဲ့စကားပြောဆိုမှုကနေ နားလေသဘောပေါက်မိကြောင်းမစ္စတာမက်ကောနဲကသတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံမှာတာမကြီးအဆင့်တိုးမြင့်ခံထားမယ်လို့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအမေရိကန်နိုင်ငံသားဝန်ကြီးမစ္စစ်ဟီလာရီကလင်တန်ကပြောကြားခဲ့တာဟာတင့်လျော်မှုရှိပါတယ်လို့လည်းမစ္စတာမက်ကောနဲကပြောပါတယ်မြန်မာအစိုးရအနေနဲ့အမေရိကန်နဲ့အနောက်နိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေရုပ်သိမ်းရေးအတွက်ပြုပြင်ပြောင်းလဲရေးမှာနောက်ထပ်ခြေလှမ်းတွေတိုးမြင့်ဆောင်ရွက်ဖို့လိုတယ်လို့ပြောခဲ့ပါတယ် မြန်မာအစိုးရကအဲ့ဒီလိုတိုးမြှင့်ဆောင်ရွက်လာမယ်ဆိုရင် အမေရိကန်ဘက်ကလည်းအပြန်အလှန်အဖြစ်တုံ့ပြန်သွားမှာဖြစ်တယ်လို့မစ္စတာမကောနဲလ်ကပြောကြားပါဗျ။မကြာခင်ကျင်းပတော့မယ့်လွှတ်တော်ကြားပြယူကောက်ပွဲတွေမှာလွတ်လပ်ပြီးတရားမျှတမှုရှိဖို့ဟာအစိုးရရဲ့ပြုပြင်ပြောင်းလဲမှုအတွက်အင်မတန်အရေးကြီးတယ်လို့လည်းသူကပြောပါဗျ။ဒါအပြင်မြန်မာအစိုးရအနေနဲ့ပြီးခဲ့တဲ့သတင်းပတ်အတွင်း KNU ကရင်အမျိုးသားအစည်းအရုံးနဲ့အပြစ်ခတ်ရက်စဲခဲ့သလိုတခြားတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လည်း အလားတူအပြည့်ရက်နိုင်မှုဆက်လက်ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်း Mr. McConnell ကပြောကြားပါဗျ။ဒေါအောင်ဆန်းစုကြည်ကလည်းလွှတ်တော်အမတ် Mr. McConnell ရဲ့မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့စိတ်ဝင်စားမှုအပေါ်ကျေးဇူးတင်ပါကြောင်းဆက်လက်ပြီးလည်းမြန်မာနိုင်ငံအခြေအနေတွေကိုအနီးကပ်စောင့်ကြည့်နေလိမ့်မယ်လို့မျှော်လင့်ကြောင်းသူရဲ့သုံးသက်ချက်တွေကိုလက်ခံယုံကြည်ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်အထက်လွှတ်တော်အမတ် Mr. Mitch McConnell ဟာ အင်္ဂါနေ့ကသမရဦးသိန်းစိန်နဲ့နေပြည်တော်မှာတွေ့ဆုံခဲ့ပါဗျ။ဒေါအောင်ဆန်းစုကြည်အနေနဲ့သမရဦးသိန်းစိန်ကိုရိုးသားတဲ့ပြုပြင်ပြောင်းလဲရေးသမားအဖြစ်ယုံကြည်သလိုလက်တလောမှာတည်သာထင်ရှားတဲ့ပြောင်းလဲတိုးတက်မှုတွေမဖြစ်ပေါ်သေးပေမဲ့အနာဂတ်မှာမြင်တွေ့ရလိမ့်မယ်လို့ယူဆထားကြောင်းကိုလည်း Mr. McConnell ကပြောဆိုခဲ့ပါဗျ။ American Senate အထက်လွှတ်တော်လူနည်းစုခေါင်းဆောင် Mr. Mitch McConnell ဟာလွန်ခဲ့တဲ့နှစ်20ကာလအတွင်းမြန်မာအစ်အစိုးရရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစဉ်တစိုက်ပြင်းပြင်းထန်ထန်ပြစ်တင်ဝေဖန်ခဲ့သူဖြစ်တဲ့အပြင်မြန်မာနိုင်ငံအပေါ်အမေရိကန်ကစီးပွားရေးပိတ်ဆို့တံခတ်မှုတွေ ပြုလုပ်နိုင်အောင်အဓိကကြိုးပမ်းခဲ့သူတွေထဲမှာတဦးပါဝင်ဖြစ်ပါတယ်မစ္စတာမကော်နယ်ဟာဒေါအောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုကို လာရောက်လဲပတ်ဖို့လဲဖိတ်ကြားခဲ့ပါတယ်ခင်ဗျာဒါကတော့ကိုသိန်းအောင်ရဲ့စူးစီးတင်ပြချက်ပါရှင် ဟုတ်ကဲ့ဗျာမှတ်ခင်ရေဒါနဲ့ပဲဒီဇန်နဝါရီလ23ရက်နေ့ကလူငယ်ချမ်းသာကုန်းနဲ့လွတ်မြောက်လာသူတွေထဲမှာထင်ရှားသူတူကတော့88မျိုးဆက်ចောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ပဲဖြစ်ပါတယ်ဗျာကိုမင်းကိုနိုင်ဟာဒီအကျင်းတော်ရှိတဲ့တရက်မြို့ကနေရန်ကုန်မြို့ကိုအပြန်ခီးမှာတမျိုးဝင်တမျိုးထွက်နဲ့ဒီရာနဲ့ချီတဲ့ပြည်သူတွေကိုမေကွန်းပြောစကားတွေပြောကြခဲ့ပါတယ်ဒီအကြောင်းကိုကျွန်တော်တို့ RFP Winder သားကိုခင်မောင်စုမင်းကဆက်တင်ပြမှာပါဗျာ ဇန်နဝါရီလ23ရက်နေ့ကနိုင်ငံရေးအကျဉ်းသားအများအပြားပြန်လွှတ်ပေးလိုက်တဲ့အချိန်မှာမကွေးတိုင်းတရဲမြို့အချင်းထောင်က78မျိုးဆက်ကျောင်းသားကောင်းဆောင်ကိုမင်းကိုနိုင်ရဲ့ပါဝင်ပါတယ်။တရဲမြို့အချင်းထောင်ကနေပြန်လွတ်မြောက်လာတဲ့ကိုမင်းကိုနိုင်ကိုတောင်ကူးကအတွက်ကနေသူ့ရဲ့အိမ်ပြန်လမ်းတစ်လျှောက်ချက်တန်းရမြို့တိုင်းရွာတိုင်းကကျိုးစုံနှုတ်ဆက်ကြပါတယ်။ ိုတစ်ခါမှမမျှော်လင့်ထားခဲ့ဘူးကျွန်တော်ရှင်းရှင်းရှင်းစပြီးတော့အရေးတော်ဘုံစိတ်ဝဲတုန်းကရှင်းရှင်းတုန်းကကျောင်းသားတွေဘာစုတွေပဲရလဲဆိုတော့ကျင်းလုံးတွေနံပါတ်တုပ်တွေကြောကော့အောင်ခံရတယ်ပြီးတော့ရဲ့ရဲ့ဘုံနေနဲ့ဖြုတ်ခင်းတာခံရတယ်ပြီးတော့တန်ဆူးကျူးတွေအုတ်တိုင်းတွေဖြစ်တန်တိုင်းတွေနောက်ကိုထည့်တာကိုခံရတယ်အဲ့ဒီသုဒ္ဓတွေလည်းရခဲ့တာအခုလို့ တွေငင်ဆိုင်ခဲ့ရတယ်ကျွန်တော်တို့ကဖြစ်ပေါင်းများစွာကြားတဲ့အခါမှာအခုလောပန်းပြီးလေးနဲ့ဖိတိုက်တယ်ဆိုတော့ကိုမင်းကိုနိုင်ကလည်းသူ့ကိုကြိုးစုံနှုတ်ဆက်ကြတဲ့အဲ့ဒီမျိုးတိုင်းရွာတိုင်းကလူထုတွေကိုပြန်လည်ပြီးဟောပြောတယ်။စိုက်ပွဲများစွာကြားတဲ့မှာအသက်ပေးခဲ့ရတဲ့ဘဝပေးခဲ့တဲ့လူတွေတွေ့နေတယ်ဆိုတာသိပါတယ်။အဲ့တော့သူတို့အားလုံးနဲ့ကျွန်တော်တို့ဆက်ပြီးတော့အားမွေးဖို့တော့ကြိုးစုံနေတယ်။လူအရင်တော့နည်းနည်းပါးပါး ။ဘာမှပြီးအောင်တိုင်းကချွတ်ပြရမှာမျိုးတော့လိုတာပေါ့ဗျာ။အဲ့ဒီသူကသူ့ကိုမတို့ယုံတယ်ဆိုတာမျိုးကရှိနေတယ်လေ။အဲ့တော့ကျွန်တော်တို့ဘာပဲဆက်လို့စီဆက်လို့စီအားရှိဘူးပေါ့။အခုကျွန်တော်တို့ယုံတယ်ဆိုပြီးတော့ရောက်လာကြတယ်မျိုးပေါ့။ကျွန်တော်ပြောတာနားလည်ပါလားနော်။ကျင်းလူများတွေနဲ့နောက်ဆုံးအနေနဲ့ကျွန်တော်တို့သူ့ကိုကြိုဆိုကြတဲ့လူလူတွေကိုနိုင်ငံရေးနဲ့ပတ်သက်တာတခုတည်းရင်သာမကပဲဒီကန်းရှိဖို့လမ်းပိတ်ဆိုတာတွေမဖြစ်စေဖို့ ਨੇ လုံခြုံရေးတာဝန်ကြဝန်ထမ်းတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကိုအတိအမှတ်ပြုကြဖို့လေကိုမင်းကိုနိုင်ကပြောပါတယ်ပေါ်တော့တယ် နောက်ဒီကကျွန်တော်တို့ဓာတ်တွေပိတ်အောင်ကျွန်တော်အများအားတောင်းပါတယ်ဓာတ်လျှောက်တော့ချုပ်ရုံမှာဆိုဓာတ်လုံးမကွာရပါတော့လမ်းပိတ်လို့ဖြစ်တယ်အဲ့ဒါကိုသက်ဆိုင်ရာလက်တော့ဖွဲ့ပြီးရတယ်ကုညီပြီးတော့တွေ့ရတယ်အခြေအနေကအဲ့လိုဖြစ်ဖြစ်ဒီမှာတော့ရဲတွေပါရင်အရှင်းပြရတဲ့အခြေအနေမျိုးမဟုတ်ဘူးအခြားမျိုးတွေမှာကျတော့ရဲတွေကလည်းလမ်းကိုဝိုင်းပြီးရှင်းပြရတယ်အဲ့တော့ကျွန်တော်လည်းအဲ့ဒီလူလူသားတွေကိုကျွန်တော်နားလေတော့ပြောခဲ့ပါတယ်အဲ့ဒီရဲတွေပေါ်မှာအပြာလာလေးစားမှုတော့ပေးလိုက်ပါလားသူတို့လည်းသူတို့တောင်းတာ

ဒိုမင်းကိုနိုင်ဟာသူ့ရဲ့နေအိမ်ပြီးရှိရာလိုက်ပါလာတဲ့လူလူကြီးကိုလည်းအိမ်ချမ်းအဝင်းတကားဝကနေစကားပြောပါတယ်ခင်ဗျာ ကိုမင်းကုန်နိုင်ရဲ့အကျဉ်းတောင်အပြန်ခီးစဉ်အကြောင်းကိုခင်မောင်စုံမင်းကတင်ပြသွားခဲ့တာပါကဲဒေါခင်ခင်ဤရေဒီအကျဉ်းတောင်ကပြန်လွတ်လာသူတွေတန်းမှာ2000ဒီရွှေဝါရောင်တန်ခါအရေးခင်းကခေါင်းဆောင်ဆရာတော်ဦးကံပီရာလည်းပါဝင်နေမှော်လာဗျာဟုတ်ပါလေရှင်အရှင်ကံပီရာဟာအခုအခါမှာရန်ကုန်မက်ကင်ကျောင်းတိုက်မှာသတင်းသုံးနေပြီဖြစ်ပါတယ် RFA သတင်းတောက်ကိုထွန်းထွန်းကဦးကံပီရာကိုတွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်ရှင်မြမပြည်ပြောင်းလဲဖို့ဆိုရင်အုတ်ချိုရီပိုင်းနဲ့မှားရင်းနဲ့မူဝါဒတွေကိုရင်ဆုံးပြစ်ဆင်ရမယ်လို့ မြောင်းမြထောင်ကနေလွတ်လာတဲ့2000ခုတန်ခါရေခင်းကောင်းဆောင်အရှင်ကံမရကပြောဆိုလိုက်ပါတယ်။ဇေယတော်ဟာတန်ခါရေခင်းနောက်ပိုင်းဖြတ်စည်းချိတ်ပိတ်ခံရတဲ့မက်ခင်ကျောင်းထဲမှာလက်ရှိသတင်းသုံးနေပြီးတန်ခါအဖွဲ့စည်းပြန်လည်ဖွဲ့စည်းဖို့အတွက်စီစဉ်နေတယ်လို့သိရပါတယ်။ဒါရီနဲ့ပတ်သက်ပြီးအာဖေသတင်းတော်ထွန်းတော်ကစတဲ့မြင်မြန်ထားပါတယ်။ဒီလိုဖြစ်တော့တော်တော်ရမယ်ခုနပြောတဲ့အတိုင်းငါတို့ဒီ ဆက်လုပ်ရမယ်အလုပ်တွေအတွက်ဟုတ်ကဲ့ဒီစီစဉ်နေကြိုးစားနေအခုတန်ခါတွေပြန်စုစည်းနေတယ်ဟုတ်ကဲ့အဲ့ဦးစင်းနေနဲ့အခုထောင်းကားလွက်လာပြီဆိုတော့ဒီပြည်သူတွေကောဘာတွေများတိကျမိကြားကျင်တာရှိပါသေးတယ်ခင်ဗျာအဲ့တော့ဒီလိုလုပ်နေတဲ့အကြောင်းတရားတွေဟိုဆက်ရှာတော့နောက်တော့ကပဲလဲတော်ရင်ကြည့်ရလို့လာ ပြောဆိုခွင့်တွေ့တော်ပြခွင့်တွေ့လဲဆန္ဒပေါ်ထုတ်ခွင့်တွေ့လဲခေါ်ခေါ်တော့ဟုတ်လားဤသားခွင့်တွေဟုတ်လားပုံလေးထုတ်ခွင့်ဒါရဲ့အတွက်ဟုတ်လားလူခွင့်ရဲ့အတွက်ဒီမိုကရေစီရဲ့အတွက်ကြည့်ရတယ်ရပိုင်ခွင့်တွေခွင့်ရတဲ့အတွက်မမဆုံးခဲနဲ့ရှစ်ဆက်လောက်ကြဖို့ရှစ်ဆက်ပြီးတော့အလုပ်လုပ်ကြဖို့ဟုတ်လားအကြောင်းတရားတွေကိုလက်ဆွပ်ပြီးတော့ဒါပါပဲ အရှင်ကမ်ဘီယာနဲ့တွေ့ဆုံမေးမြန်းလျှောက်ထားခဲ့တာဖြစ်ပါတယ်။ကျမတို့လွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေကိုတောက်တက်ရှင်တွေကြည့်ရှုနေရတာပါ။အခုဆက်ပြီးပြည်လည်လွတ်မြောက်လာတဲ့ရှန်တိုင်းရင်သားခေါင်းဆောင်ဦးခွန်ထွန်းကို RFA ကတည်တံ့တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ကိုကျော်မင်းထွန်းကတင်ပြပါပါရှင်။ရှန်တိုင်းရင်သားခေါင်းဆောင်ရှမ်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်ကဦးခွန်ထွန်းဟာ2005ခုနှစ်ဖေဖော်ဝါရီလထဲမှာစစ်စိုးကဖမ်းဆီးခြင်းခံခဲ့ရပြီးထောင်ဒဏ်63နှစ်အထိချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ13ရက်နေ့ကသမရဦးသိန်းစင်ရဲ့လူငင်းချမ်းသာကွန်းအမိတ်နဲ့ဥက္ကွန်ထုံးဟာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ထောင်နံချမှတ်ခံရပြီး9နှစ်ကြာ2012ခုနှစ်ဇန်နဝါရီလ13ရက်နေ့ကသမရဦးသိန်းစင်ရဲ့လူငင်းချမ်းသာကွန်းနဲ့တောင်မြို့အချင်းထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။အချင်းထောင်ကပြန်လွတ်လာတဲ့ရှန်တိုင်နာခေါင်းဆောင်ဥက္ကွန်ထုံးကိုလွတ်မြောက်လာပြီးရက်ပိုင်းမှာပဲ RFA ကတီးတန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။အာအာခဲ့ရဲ့အာ ညံ့တယ်ပြောပြောပုံမှန်တွေကတော့အငါတို့တစ်ဖက်တော့မသိကြဘူးမသိကြတဲ့အကြောင်းရင်းကကျွန်တော်တို့အဲဆွဲတဲ့အမှုကတချို့ကအာနိုင်ငံတော်ခိုင်းလို့လုပ်တယ်လက်ပြရတယ်တချို့ကဥပမာနိုင်ငံတော်ပုံကမှုဆိုရင်မရှိဘူး เนาะလုံးဝမရှိဘဲနဲ့ကျွန်တော်တို့ကြီးလေးတဲ့အစ်သားချရတဲ့ကျွန်တော်တို့အမှုကိုကျွန်တော်စိတ်ဝင်စားဘူးเนาะဘယူလည်းမဆိုင်ဘူးနောက်ပြီးတော့ထောက်ပြန်ကတော့နေရာတယ်ပြေပေါ်ပါပါပဲဒါမဟုတ်တာရောက်တယ်တနေ့တော့ပြန်လာရှိမှာပဲဆိုတော့အနေထားမျိုးနဲ့ငါတို့เนาะဟိုဖြတ်တန်းခဲ့ရတယ်ပေါ့ဗျာเนาะ သမရဦးသိန်းစင်ရဲ့လူငင်းချမ်းသာကုန်းနဲ့ပတ်သက်ပြီးနိုင်ငံရေးအများအပြားပြောင်းလဲပေးလိုက်တဲ့အတွက်မြန်မာနိုင်ငံဟာပြောင်းလဲတဲ့လမ်းကြောင်းပေါ်ရောက်နေပြီလို့အများကပြောဆိုကြပါတယ်ဒီအမြင်နဲ့ပတ်သက်လို့ဒီလိုအနေနဲ့ခိုင်ယူတာကတော့နိုင်ငံရေးအကျဉ်းသားတယောက်နော်ရှိနေတဲ့အထီးနော်ဒိုင်းပြာသွားနေမယ်ဆိုရင်အတွတ်တက်တယ်ပြောင်းလဲတယ်လို့ကျွန်တော်မြင်မြင်ဘူး ။တကယ်ကြီးအကျဉ်းသားတယောက်တယောက်မှမကြည့်တော့မှကျွန်တော်ကတို့တက်တယ်နော်။ပြောင်းလဲတယ်ဆိုတာကျွန်တော်လက်ခံတယ်။တိုင်းပြည်ကိုဟာဒါပြီးတော့ကျွန်တော်လူလူကိုဂရီပေးရတဲ့နော်စကားတွေကြီးတယ်။အဲ့ဒီစကားအတိုင်းကျွန်တော်တို့နော်တီအောင်ရပ်ပြီးမယ်။နောက်ပြည်လူလူတို့တက်တယ်ကျွန်တော်ဆက်လုပ်သွားမယ်လို့ကျွန်တော်တို့နော်သုံးပြချက်ချထားပါတယ်။ဥက္ကဋ္ဌအကျဉ်းကြခံခဲ့ရတဲ့2005ခုနှစ်ကအခြေအနေဟာခနှစ်2012ခုနှစ်အခြေအနေနဲ့ အများကြီးကွာခြားသွားပြီဖြစ်ပါတယ်။အဲ့ဒီအချိန်ကနေအကျေကျုံဆက်မခံခဲ့ရတဲ့ဒေါအောင်ဆန်းစုကြည်ဟာအခုကပြန်လည်လွတ်မြောက်လာပြီးဧပြီလ၁ရက်မှာကျင်းပမယ့်ဓာတ်ပြန်ရွေးကောက်ပွဲကိုရှင်ပြိုင်ဖို့ပြင်ဆင်ထားပြီဖြစ်ပါတယ်။ဥက္ကဋ္ဌဟာဒေါအောင်ဆန်းစုကြည်ပါဝင်အနယ်ဒီခေါင်းဆောင်တွေပါဝင်တဲ့ပြည်သူ့လွတ်တော်ကိုစားပြုကော်မတီမှပါဝင်သူတဦးလည်းဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်နဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်တို့ဒီကောက်ပွဲဝင်မဲ့ကိစ္စနဲ့ပတ်သက်ပြီးဥက္ကဋ္ဌကအဲ့ဒီဆုံးဖြတ်ချက်ပေါ်မှာကျွန်တော်ကနော် ကောင်းကြီးဘောကောင်းကြီးတော်ကြီးမတော်ကြီးကျွန်တော်ပြေးပိုင်ခွင့်မရှိဘူးလေအဲ့တော့ပါတီတစ်ခုရဲ့လွှတ်ဆောင်ချက်ကိုကျွန်တော်ဟိုဘိုးဘေးဖတာပို့ပြီးတော့ပြင်တော်လေးမျိုးတော့ခြင်းတယ်လက်ရှိနိုင်ငံရေးအခြေအနေပေါ်မှာဥက္ကဋ္ဌဥဆောင်နဲ့ SNLD ကရောဘယ်လိုလမ်းကြောင်းတွေသွားဖို့ရှိပါလဲကျွန်တော်တို့မှာအကြေးဒီဝေပါတီတွေရက်တည်နေတယ်ဆိုလို့ရှိရင်ဒီဝေလုံလုံကတည်းကတော့လုံးလို့ရတယ်အဲ့ဒါ ကကျွန်တော်ရဲ့ဟောပါအာဟိုဖြည်းဖြည်းချက်ပါဒါပေမဲ့ကျွန်တော်အဖွဲ့ရေကျွန်တော်တွေ့ပြီးတော့ကျွန်တော်သတိတော့လဲသူတို့လည်းဒါတဘောပေါက်တယ်အဲ့တော့များမကြမီကျွန်တော်တို့နော်ဟိုဘူကော်ပီကိုကျွန်တော်ပြန်ခေါ်ပဲဘူကော်ပီကိုခေါ်ပြီးတော့ဘူကော်ဒီကော်မတီရဲ့ဆုံးဖြတ်ချက်ကိုယူပြီးတော့ကျွန်တော်ပါတီကိုကျွန်တော်ဖွဲ့ဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်တိုင်းရင်းသားအရေးနဲ့ပတ်သက်လို့ဥက္ကွန်ထုံးရဲ့အမြင်ကဘယ်လိုပါလဲ ဒီမိုကရေစီရဲ့လူခွေးကြီးဒီခေါင်းဖြစ်ခဲ့လို့ရှိရင်ငင်္ဂကြရဲ့ခေါင်းပေါ်ရနော်ခေါင်းဖြစ်ခဲ့လို့ရှိရင်တိုင်းသားရဲ့ဒီရဲ့တန်းသူကြီးနဲ့ကိုပြရရန်ခွေကိုရင်ရခွေဆိုတဲ့ညမှာလူစားပြီးသူနေနေအောင်နော်သူရည်ကြည်မှုသူနေနေအောင်အဲ့ဒီခွေးကြီးတွေကပန်းဖြစ်တယ်ဥက္ကဋ္ဌအချင်းကြနေတဲ့အချိန်မှာမြန်မာနိုင်ငံမှာတိုင်းရင်းသားရေးနယ်ပတ်သက်လို့ဒုတိယပင်လုံ ခေါ်ဖို့လိုအပ်မယ်လို့ပြောဆိုတာတွေရှိပါတယ်အာဏာပိုင်တွေဘက်ကလည်းပြည်လုံးညီလာခံတဲ့ပို့ပြီးတော့ကျေပြန့်တဲ့ညီလာခံတစ်ခုကျင်းပဖို့ရှိတယ်လို့ပြောဆိုတာတွေရှိပါတယ်အဲတိုင်းပြည်ရဲ့လူ့ရဲ့ရေးနဲ့တိုင်းပြည်ကိုတည်ခဲ့တာပြည်လုံးညီလာခံမှာသတိတည်တာကိုအဲ့တော့ပြည်လုံးညီလာခံကနော်အဲသူတို့ကပြောတော့အာပို့ပြီးတော့ပြီးဆိုလုပ်မယ် ကြီးကြီးရဲ့လုပ်ပဲလူလူတက်ဆုံးပါအောင်တော့ all inclusive ဖြစ်အောင်လုပ်မယ်ဒါကောင်းပါတယ်ဒါပေမဲ့အဓိကတော့လောကမှာကအားလုံးကနော်ဒေါရယူရမယ်စိတ်ထားစိတ်နာမှဖြစ်ရမယ်နော်တယောက်ပေါ်တယောက်တော့ကောင်းကြည့်ထနေရင်စိတ်တတ်တဲ့နော်ဆက်ဆံပြီးတော့နော်ဟိုမသွားနိုင်ဘူးအဲ့လိုယူသားတဲ့ဖြစ်တဲ့ လောက်ခဲ့မယ်ဆိုလို့ရှိရင်တော့နော်ဒီဘီလိုရီယန်ကြီးလာကကြီးအောင်ပြပါပဲဥခွန်ထုံးဦးနဲ့တွေ့ဆုံမေးမြန်းပြီးတင်ပြခဲ့တာပါရှင်လွတ်လပ်တဲ့အာရှအသံ RFA ရဲ့ TV အစီအစဉ်တွေကိုကြည့်ရှုနေကြတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရုပ်မြင်သံကြားအစီအစဉ်တွေလည်းဒီမှာတင်ပြဆုံပါပြီခင်ဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်များကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်